ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်စုပ်သူနီးပညာ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့ကျွန်တော်ပြန်လည်းမျှဝေပေးသွားမယ့်အကြောင်းအရာလေးရောကိုချစ်သူဖုန်းနဲ့ TikTok အကောင့်ကိုကိုဖုန်းမှာ login ဝင်နေနေပေါ့နော်။ဘာကြောင့်ဝင်ရသလဲဆိုလို့ချင်းကိုချစ်သူက TikTok မှာဘယ်သူတွေနဲ့သကားပြောနေလဲ၊ဘာတွေကြည့်နေလဲ၊ဘာတွေလုပ်နေလဲဆိုတာကိုအကုန်လုံးကိုကသိဖို့ရအတွက်အဲကျွန်တော်ဒါ login ဝင်ထားမယ်ပေါ့နော်။ကိုရဲ့ဖုန်းထဲမှာ login ဝင်ထားမယ်။နှစ်ယောက်တစ်ကောက်သုံးတဲ့ပုံစံမျိုးပေါ့နော်။အဲ့ဒါမျိုးပေါ့နော်။ကိုချစ်သူကဘယ်သူတွေနဲ့ဂျူနေလဲ၊ဘာညာပေါ့နော် TikTok မှာအဲ့တော့အဲ့ဒါတွေသိအောင်လို့ပေါ့နော်။ဒီဖုန်းလေးကတော့ဒါကျွန်တော်ရဲ့ကိုချစ်သူရဲ့ဖုန်းလေးလို့သဘောထားလိုက်ပေါ့နော်။အဲဒီဖုန်းထဲက TikTok အကောင့်ကိုကျွန်တော်တို့ဖုန်းရဲ့နှစ်မှာဝင်မှာပေါ့နော်။အဲ့တော့ဒီမှာပြပေးမယ်။ဒီမှာကြီးက TikTok အကောင့် လေးပေါ့နော်ဒီမှာပေါ့နော်ဒါလေးပေါ့နော်ဒီမှာသူစာဟိုဟာရှင်းလေးရှင်းသုံးလေးဆိုရလေးပေါ့နော်အဲ့အကောင့်လေးပေါ့နော်အဲ့ဒီအကောင့်လေးကိုကျွန်တော်ဖုန်းထဲမှာ log in ဝင်လိုက်မှာပေါ့နော်ဒါလေးဝင်ဖို့အတွက်ကသူတို့ဖုန်းကကျွန်တော်ဘာနဲ့ဖွင့်ထားလဲဆိုတာသိဖို့တော့လိုပဲပေါ့နော်အဲ့ဖုန်းက TikTok ကိုကျွန်တော် Gmail နဲ့ဖွင့်ထားလားဖုန်းနံပါတ်နဲ့ဖွင့်ထားလား Facebook နဲ့ဖွင့်ထားလား Google နဲ့ဖွင့်ထားလားအဲ့ဒါလေးပေါ့သိဖို့သိဖို့လိုတယ်ပေါ့နော်ကျွန်တော်ကသူဘာနဲ့ဖွင့်ထားတယ်လဲဆိုတာကိုကျွန်တော်သိတယ်ပေါ့နော်သိတော့ကြဒီဒီဖုန်းရဲ့ဒီဒီ TikTok အကောင့်ကိုကျွန်တော်ဖုန်းမှာဝင်မယ်ဝင်မယ်ဆိုတော့ကျွန်တော်ဒီမှာပေါ့နော် ီမှာဒီ TikTok software လေးတွေကိုကျွန်တော်ချက်ဝင်လိုက်မယ်ဒါလေးပြုလုပ်ဖို့တော့ကသူတို့လစ်တဲ့ချိန်လေးကိုချောင်းအောင်မှာပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကကိုယ်ဖုံးပြီးမကင်တာတော့ဘာလို့ညာဆိုလို့ရှိရင်သူတို့ဖုံးအားသွင်းတဲ့ချိန်တို့တစ်ချိန်ချင်းပေါ့နော်တခုခုလုံးနေတဲ့ချိန်တို့ဘာလို့သူတို့ဖုံးချရတယ်အဲ့ဒီချိန်မှာကျွန်တော်ကယူကံမှာလောက်အောင်မှာဖြစ်ပါတယ်အဲ့တော့ TikTok တွေဝင်ပြီးဝင်ပြီးလို့ရှိရင်ဒီမှာ profile လေးရှိရပေါ့နော်ဒီညာဘက်အောင်နာလေးမှာကိုယ့်ရဲ့ profile လေးနှိပ်လိုက်မယ် နှိပ်ပြီးကမှကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှင်ဒီမှာဒီအပေါ်ဆောင်အပေါ်တောင်လေးမှာပေါ့နော်ကျွန်တော်ဒီမှာအနီလေးနဲ့ပေါ့နော်ကျွန်တော်ရောက်အောင်ပို့အဲ့ဒီနှိပ်ပြီးဝင်လဲရာစတင်နေနေဝင်လဲရာပေါ့နော်ကျွန်တော်ကလွယ်ပဲဒီကနေဝင်ပြမယ်အဲ့ဒီအားလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဘန်ရှိုးသူဆိုတဲ့နားလေးပေါ့နော်ဒါကဒီအောက်မှာအကောက်တွေကကျွန်တော်အများကြီးဖွင့်ထားလို့အများကြီးပေါ်နေပေါ့နော်အဲ့တော့ကျွန်တော်ကဘာနှိပ်ရမလဲဆိုလို့ရှင်ဒီမှာအောင်နာမှာအဲ့အကောက်ဆိုလေးရှိရပေါ့နော်အဲ့အကောက်ဆိုလေးကိုနှိပ်လိုက်မယ် နှိပ်ပြီးလို့ရှိရင်ဒါမျိုးလေးပေါ်လာပြီပေါ်လာပြီးဆိုတော့ကျွန်တော်ကဘာနဲ့ဝင်ရမလဲဆိုတော့ဆောနာကျွန်တော်ပြောသူက Google နဲ့ဖွင့်တာရင် Google account တည်တည်ပို့လို့တယ် Facebook နဲ့ဖွင့်တာရင် Facebook ပို့လို့နော်အဲ email နဲ့ဖွင့်ရင် email ကျွန်တော်ကသူဖုန်းနံပါတ်နဲ့ဖွင့်တာပြည့်တယ်ကျွန်တော်ဖုန်းနံပါတ်ကြည့်ထည့်လိုက်မယ်သူဖုန်းနံပါတ်တည်လို့ပို့နော်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်ရိုက်ထည့်လိုက်ပြီးရိုက်ထည့်ပြီးဆိုတော့စင့်ကုတ်ဆိုတာလေးနှိပ်လိုက်တာနဲ့ကျွန်တော်သူ့ဖုန်းထဲမှာကုတ်ဝင်လိမ့်မယ်ပေါ့နော်အဲ့ကုတ်ကိုကျွန်တော်ရအောင်ယူပါမှာဖြစ်ပါတယ်သူတို့ကကျွန်တော်ပြောဆိုဒီ ရေချိုးတာတို့တခုပေါ့နော်ဖုံးအားသွင်းတာတို့အဲ့လိုအချိန်ဒီမှာကျွန်တော်ယူရမှာဖြစ်ပါတယ်3 3 4 3 8ပေါ့နော်3 4 3 8ပေါ့နော်အဲ့ဒါလေးပေါ့နော်ဒီမှာပေါ့နော်ဒီသူ့ဖုန်းတော့လောဖွင့်စီရမလို့ပေါ့နော်ဒီမှန်မြင်လေးမှာပေါ်လာတဲ့အင်းဒါဆိုတော့သူ့အောက်ကောက်ကိုရလာပြီပေါ့နော်ဒီမှန်မြင်လေးမှာပဲရှိတယ်ပေါ့နော်သူ ဒါသူ့လော့တော့သိသေးရမလို့ပေါ့နော်ဒီမှန်မြေလေးမှာ node ဒီပါလေးမှာတက်နေရယ်အဲ့ဒါလေးအသာလေးယူကြည့်အောင်မခဏလေးပဲပေါ့နော်ခဏလေးယူကြည့်အောင်မပြီးပြီးရင်ပြီးသွားပြီပေါ့နော်ဒါသူ့ရဲ့အောက်ကိုဝင်ပြီးသွားပြီပြီးလို့ရှင်ကျွန်တော်တခုပြောချင်တာကဒါနီးတဲ့သူလေးအတွက်ပေါ့နော်ဒါကလို့ကိုချစ်သူနဲ့ဝေးနေတယ်ဆိုလို့ရှင်တော့ဒီနီးလေးလို့လို့ပကမှာအဲ့ကုတ်နံပါတ်လေးကိုကျွန်တော်တခြားဖုန်းနဲ့ဖုန်းလမ်းဆက်တောင်းပေါ့နော် ဟိုဘာဖြစ်လို့ညာဖြစ်လို့ပေါ့နော် data ထည့်ပေးမလို့ social package ထည့်ပေးလို့အဲတက်တော့သုံးဖို့အတွက် data ထည့်ပေးမလို့ဘာညာပြောပေါ့နော်သူတို့ယုံကြည်အောင်ပြောမပြောခင်မှာကျွန်တော်အရင်ဆုံးတော့ကိုကပတ်စံလေးရင်းတာပေါ့နော်ရင်းတာဆိုတာကကျွန်တော်သူတို့ယုံကြည်အောင် data ဝယ်ပေးတာမျိုးတို့ဖုန်းပေးထည့်ပေးတာမျိုးတို့ပွားတို့ညာကိုပြောထားပြောပြီးခင်မှာအဲ့လိုလေးယုံကြည်မှုယူပြီးရင်နောက်တစ်ချိန်မှာဒါ social သုံးဖို့အတွက်ဘလောက်ရမှာဘာဖြစ်တယ်ညာဖြစ်တယ်လူတွေကလောဘကြီးတယ်ပေါ့နော်အဲ့မျိုးပြောပြီးခင်မှာအဲ့ကုတ်နံပါတ်လေးကိုတောင်းပေါ့နော်ကုတ်နံပါတ်လေးတောင်းပြီးခင်မှာထည့်လိုက်တဲ့ဆိုရင်တော့ရမှာပေါ့နော်ဒါသိပ်ပြောစီရတော့မလို့တော့ခုလက် တလောမှာ online ပေါ်နေပေါ်လိန်စားနေတဲ့သူတွေအဲ့လိုပဲပေါ့နော်ကုန်းနံပါတ်တွေကိုတောင်း OTP ကုန်းတွေတောင်းမှာကိုပတ်စံတွေ live လွှဲယူနေတာရှိရပေါ့နော် my day တွေမှာအများဆုံးဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံလေးပေါ့နော်သူတို့ချိုးတဲ့ပုံစံမျိုးလေးအဲ့လိုလေးလှုပ်လိုက်လို့ရှင်တော့ဒါအဝေးရောက်နေတဲ့ချစ်သူတွေလည်းဒီနီးလေးနဲ့ယူလို့ရမှာပေါ့နော်အဲ့ကုန်းနံပါတ်လေးဒီဒီဖုန်းထဲကိုရိုက်ထည့်လိုက်တာနဲ့ဒီဖုန်းထဲကိုရိုက်ထည့်လိုက်တာနဲ့ဒါသူတို့ရဲ့ TikTok အကောင့်ကလုံးဝရသွားမှာဖြစ်ပါတယ် ဒီမှာပေါ့နော်ဒီကောက်လေးပေါ့နော်ဒါကျွန်တော်ဒီရောက်လာပါပြီဒီဖုန်းထဲမှာလည်းရှိပါတယ်ဆိုရောက်လာလို့ကျွန်တော်ဒီမှာလည်းထွက်တော့မသွားဘူးပေါ့နော်နှစ်ယောက်သုံးနေတဲ့ပုံစံမျိုးပေါ့နော်ဒီမှာသုံးသမီးတွေကဒီဖုန်းထဲကိုရောက်လာလိမ့်မယ်ပေါ့နော်ဒီမှာပေါ့နော်ဒီကောက်လေးဖြစ်ပါတယ် အဲ့မျိုးလေးပေါ့နော်ကျွန်တော်ပြောသလိုပဲဒါဟိုသူတို့အနေနဲ့ပထမပိုင်းတော့ယင်းလိုက်ပေါ့နော်ကျွန်တော်ယင်းလိုက်ဆိုတာမဖြစ်မနေထည့်ရမှာပြောမှာမဟုတ်တော့တခါကျွန်တော်ဘာလည်းမသိဘူးနော်အဲ့လိုပဲဖုံးပေထည့်ပေးလိုက်ဆိုတာသူတို့ကဖုံးပေမထည့်လဲရလာတော့ဘာလို့ညာတို့ပြောတာပေါ့နော်ယုံကြည်လို့ရှင်တော့ဘာမှမဖြစ်ပေါ့နော်မယုံကြည်မဆိုးလို့ပေါ့နော်ကိုယ့်ရိုးယုံကြည်အောင်လို့နည်းနည်းလေးယင်းပြလိုက်တာလေးပေါ့နော်ဒါယုံကြည်မှုယူပြီးကမှဒီလိုလေးလုံမှသူတို့ကပွေပေးမှဖြစ်ပါတယ်တို့မို့ရှင်ဘလိုင်းဆိုတော့ပေးမှာမဟုတ်ပေါ့နော်အဲ့တော့ဒီလောက်ဆိုတော့ကျွန်တော်မိတ်ဆွေတွေလောက်တက်မဲ့ထင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော် TikTok ကိုယ့်ရဲ့ TikTok ကောက်ကဘယ်သူတွေကိုပြီးလော့အင်ဝင် င်နေလဲဘာလဲညာလဲပေါ့နော်ဖြက်နီးတွေပါရေကျွန်တော်တင်ပြမှာပေါ့နော်ကိုယ့်ရဲ့အကောင့်ကိုတခြားသူတွေလောနေဝင်နေလို့ရှိရင်ကြည့်မယ်ကြည့်ပြီးမှဖြက်ထုတ်တဲ့နီးကိုနောက်ဗီဒီယိုမှာပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်